အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျော်ဝမ်ချန်နဲ့ညီချူဆူလိုက်ပါတယ်ဒီနေ့တော့ဈေးရေကနေပစုံရလာတာ ਨੇ ပစုံခင်းရသည့်နှက်လေးချက်ပေးဖို့အမေကိုပူဇော်ထားပါတယ်အမေကဟင်းချက်တာအရန်ကောင်းတာမို့လို့အမေချက်ထားတာတွေကိုလည်းမှတ်တမ်းတင်လက်စာနဲ့ပစုံခင်းရသည့်ချက်နည်းလေးကိုပါတပါးလေးပြန်မျှဝေပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ ပဇွန်နဲ့ခရင်သီးနှက်ဖို့အတွက်ပထမဦးဆုံးဈေးရဝယ်လာတဲ့ခရင်သီးတွေကိုအညာဖြတ်ပြီးတော့ရေးဆေးပါမယ်။ပြီးရင်တော့တချမ်းချမ်းပြီးတော့ခရင်သီးအနေထားပုံမူတည်ပြီးနှစ်ပိုင်းထားမို့သုံးပိုင်းပိုင်းထားပါမယ်။ခရင်သီးကိုတချို့ကတော့အခွန်ခွာပေးမယ်။အမေကတော့အခွန်မခွာပေးနဲ့ချက်ပါတယ်။အခွန်ခွာရင်ခရင်သီးကခင်းကျက်တဲ့အခါမှာပြဲထွက်ပြီးတော့ပျော်ကုန်လို့ပါ။ ရေစိန်ထားရတာတော့ခရမ်းသီးရအစီအလေးထွက်အောင်ပဲဖြစ်ပါတယ်။ခရမ်းသီးရေစိန်ထားတော့မှပဲပစွန်ကိုရေဆေးပြီးတော့ခွန်ပွားထားပါမယ်။ရေကို၃ရေလောက်တေချာဆေးပြီးသွားရင်တော့ပစွန်ကိုခြေဒီလက်တွေအရင်ညှက်ပါမယ်။ပြီးရင်ခေါင်းထဲကအညီကျေးအိတ်ကိုထုတ်ပြီးတော့တစ်ကောင်လုံးကိုအခွန်ပွားပါမယ်။ ပတ်စုံအခွန်ခွာပြီးသွားပြီဆိုရင်တော့ရတာနေပါမယ်။အယောင်နဲ့အညီနဲ့ပြောင်းလို့ဆန်းသွင်းပုံထည့်ပါမယ်။ရတာအတွက်စားထည့်ပါမယ်။ခင်းရွက်မုံထည့်ပါမယ်။အငံရတာအပြင်အချိုရတာလေးပါပေါင်းလို့ငံပြားကြီးထည့်ပါမယ်။ဒီတော့အကုန်တမအောင်လို့နေလိုက်ပါမယ်။နေပြီးသွားရင်တော့ပစုံလေးကိုအရသာဝင်အောင်လို့15မိနစ်မိနစ်20လောက်အရသာနှက်ထားပါမယ်။ ခရမ်းဒီရေစိမ်းထားရလဲမိနစ်20လောက်ရှိပြီဆိုရင်တော့ဆေးပြီးတော့ရေစစ်ထားပါမယ်ပစုံခရီးသည့်နှက်ကအဆက်ချက်မှာဖြစ်လို့ဥဆုံးငရုတ်သည့်စီတက်ပါမယ် ်မြို့သီးအနှစ် ready လောက်ထားတာရှိရင်တော့ချက်ရတာပို့ပြီးတော့မြင်ပါတယ်ချက်ထားတဲ့မြို့သီးစီတက်အနှစ်ကိုအနှစ်လိုချင်တဲ့ပမာဏပေါ်မူတည်ပြီးတော့တစ်စုံကနေနှစ်စုံအထိထည့်ပါမယ်မြို့သီးစီတက်အနှစ်လုံးဒီဗီဒီယိုလေးကိုလည်းအခုမြှားပြထားတဲ့ link လေးကိုနှိပ်ပြီးတော့ဝင်ကြည့်လို့ရပါတယ်ခင်ဗျာမြို့သီးအနှစ်ကိုအနယ်လေးမှွေးလာတဲ့အထိ2မိနစ်လောက်စီပြန်တက်ပြီးရင်တော့အရသာနှက်ထားတဲ့ပစုံကိုထည့်ပါမယ်ပြီးရင်တော့မြို့သီးနဲ့တေးချလုံးပြီးတော့စီတက်ရင်းနဲ့ပစုံလေးတွေတင်းပြီးတော့ပွေးလာတဲ့အထိချက်ပေးပါမယ် ပစွန်ကကြည်တက်တဲ့အတွက်မှုတဲ့အခါမှာဖြည်းဖြည်းလေးမှုပြရပါမယ်။ပစွန်အကွေးငါးအနွေးဆိုသလိုပဲပစွန်ကကြက်တာမြင်ပါလေ။ဒါမင်းလောက်တေချာလေးမှုပြီးချက်ပေးလိုက်ရင်တော့အသားလေးတွေတင်းလာမှာပဲဖြစ်ပါတယ်။အဲ့ဒီအခါကျမှခရမ်းတီကိုထည့်ပါမယ်။ ပြီးရင်တော့အနေငယ်မှွေလိုက်ပြီးတော့ရတာအတွက်ငံပြာကြီးထည့်ပါမယ်ပြီးရင်တော့ခရမ်းတီတွေနူးပြီးတော့ပျော်သွားတဲ့အထိချက်ပေးပါမယ်ချက်တဲ့အခါမှာမီးပူနဲ့မတူးအောင်လို့အိုးမကက်အောင်လို့2မိနစ်ကိုတစ်ခါလောက်မှွေပေးရပါမယ် 9မိနစ်10မိနစ်လောက်ချက်ပြီးလို့ခုလိုမျိုးခရမ်းသီးလေးတွေအီစပြုတ်လာပြီဆိုရင်တော့ခရမ်းသီးမျိုးရုံရေနွေးထည့်လိုက်ပါမယ်ပြီးရင်တော့နဲငယ်မှွေလိုက်ပြီးတော့ခရမ်းသီးနူးတဲ့အထိဖုံးအုပ်ပြီးတော့ဆက်တည်ထားပါမယ်တည်ထားတာ10မိနစ်လောက်ရှိပြီဆိုရင်တော့တစ်ခေါက်ဖုံးဖွင့်ကြည့်ပါမယ်မှွေလိုက်တဲ့အခါမှာခရမ်းသီးကလည်းနူးနေပြီဖြစ်တဲ့အပြင်ရေကလည်းစီပြန်ရေကြံအနေထားဖြစ်နေပြီမို့လို့ အဖုံးပြန်မအုပ်တော့ဘဲနဲ့စီပြန်အောင်လို့ဖုံးခွင်ထားပြီးတော့ဆက်တည်ပါမယ်။ခုလိုမျိုးစီပြန်စပြုတ်လာပြီဆိုရင်တော့မှွေလိုက်ပြီးတော့ရတာအပေါ်ငင်းကြီးကြည့်ပါမယ်။ရတာလည်းအဆင်ပြေပြီ။ခရမ်းသီးလည်းနူးပြီဆိုရင်တော့ပစုံခရမ်းသီးဟင်းကကျက်ပါပြီ။ခရမ်းသီးအနေအထားအနှစ်အနေအထားလိုချင်သလောက်အနေအထားအထိ ီးပုံပေါ်မှာခဏဆက်တည်ပြီးရင်တော့မီးပိတ်ပြီးတော့ချလို့ရပါပြီခင်ဗျာခုဆိုရင်တော့ချက်အရင်လွယ်ပြီးတော့အလုံးမရှုပ်တဲ့ပဇွန်ခရမ်းသီးနဲ့အဆက်ချက်ကလေးကိုရပြီဖြစ်ပါတယ်ခရမ်းသီးကိုအခွန်မခွာပဲချက်တဲ့အတွက်ခရမ်းသီးတွေပြင်းနေတာလည်းမရှိသလိုချက်တဲ့အခါမြန်ဆန်ပြီးတော့လောက်ရလည်းလက်ရှင်ပါတယ်ဒါအပြင်ပဇွန်ကလည်းအသားဟင်းနေလို့မဟုတ်ဘဲနဲ့ချက်ရတာမြင်နေ အကျင့်မြင်နဲ့ဟင်းဖြစ်တာမို့လို့ကျောင်းဖွင့်ရဲ့ရုံးဖွင့်ရက်တွေမှာတကယ်ကိုမြန်မြန်ဆန်ဆန်ချက်လို့ရတဲ့ဟင်းတစ်ခွက်လေးဖြစ်ပါတယ်။နောက်တစ်ချက်ကခရင်သည်အနှစ်ကြိုက်တဲ့လူတွေအတွက်ကထမင်းနဲ့နေစားလို့အရင်ကောင်းနေဟင်းလေးဖြစ်တာမို့လို့ခုလိုချက်ပြီးသွားပြီဆိုရင်ခရင်သည်လေးကိုထမင်းနဲ့စီးနေအောင်နေပြီးတော့ရပီတိုးစီရနဲ့စားမယ်ဆိုရင်အရင်ထမင်းမြည်စီမှလေးဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီနေ့မျှဝေပေးတဲ့ပဇွန်ခရင်သည်နဲ့ချန်ဒီလေးကိုနှစ်သက်သဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ ကုလိုမျိုးအရသာရှိတဲ့နှီးချက်နီမုတ်လုံနီတွေကိုအပတ်စဉ်တနင်္လာဘုတ်ဒူးနဲ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာပေါ့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye